။ဩစတြေးလျနိုင်ငံ၏2025ခုနှစ်အတွက်အခွန်နှုန်းထားများပြောင်းလဲမှုများကိုတင်ပြပေးသွားပါမည်။ဤအချက်အလက်များသည်ဩစတြေးလျအခွန်ထမ်းများ၊စည်ရင်းကိုင်များ၊ဗန်နာရေးအကြံပေးများ၊နိုင်ငံသားများနှင့် လုပ်ငန်းငယ်များအတွက်အရေးကြီးပါသည်။အခွန်စီမံခန့်ခွဲမှုနှင့်လိုက်နာမှုအတွက်မရှိမဖြစ်လိုအပ်သောအချက်အလက်များဖြစ်ပါသည်။2025ခုနှစ်ဇူလိုင်လတရနေ့မှစ၍အသက်ဝင်မိအခွန်နှုန်းထားအစ်စ်များသည် အခွန်ထမ်းအများစုအတွက် အခွန်ဝင်ထုတ်ဝင်ပိုးကိုလျှော့ချပေးမည်ဖြစ်သည့်ဤပြောင်းလဲမှုများသည်ဝင်ငွေအဆင့်အလိုက်အခွန်ကောက်ခံမှုပုံစံကိုပြန်လည်ချိန်ညှိထားခြင်းဖြစ်ပါသည်ပထမဦးစွာဝင်ငွေဒေါ်လာ18,200အတွက်အခွန်နှုန်းထားမှာတုံ့ညရာခိုင်နှုန်းဖြစ်ပါသည်ယင်းသည်အခွန်ကင်းလွတ်ခွင့်အဆင့်ဖြစ်ပါသည် ဒေါ်လာ18200မှဒေါ်လာ4000ခွဲအထိဝင်ငွေအတွက်အခွန်နှုန်းထားမှာဒေါ်လာ18200ကျော်တဲ့ငွေများအတွက်တဒေါ်လာလျင်16ရာခိုင်နှုန်းဖြစ်ပြီးရခိုင်ကထက်လျှော့ချထားခြင်းဖြစ်ပါသည် ဒေါ်လာ၄,၅၀၀တဒေါ်လာမှဒေါ်လာ၃,၃၅၀၀အထိဝင်ငွေအတွက် အခွန်နှုန်းထားမှာဒေါ်လာ၄,၅၀၀ကျော်တဲ့ငွေများအတွက်တဒေါ်လာလျင်၃၀ရာခိုင်နှုန်းအပေါင်းဒေါ်လာ၄,၂၈၈ဖြစ်ပါသည်။ဤအဆင့်သည် အခွန်ထက်အများစုကိုလွှမ်းခြုံထားသည်။ ဒေါ်လာ33,500တဒေါ်လာမှဒေါ်လာ39,000ဝင်ငွေအတွက် အခွန်နှုန်းထားမှာဒေါ်လာ33,500ကျော်တဲ့ငွေများအတွက်တဒေါ်လာလျင်38ရာခိုင်နှုန်းအပေါင်းဒေါ်လာ37နှစ်ရာ88ဖြစ်ပါသည်။ယင်းသည်အလေအလတ်ဝင်ငွေမြင့်မားသူများအတွက်ဖြစ်ပါသည်။ဒေါ်လာ39,000အထက်ဝင်ငွေအတွက်အခွန်နှုန်းထားမှာဒေါ်လာ39,000ကျော်တဲ့ငွေများအတွက်တဒေါ်လာလျင်45ရာခိုင်နှုန်းအပေါင်းဒေါ်လာ57 638ဖြစ်ပါသည်ဘင်းသည်အမြင့်ဆုံးအခွန်နှုန်းထားဖြစ်ပါသည်ဤခွန်နှုန်းထားသည့်များသည်2025ခုနှစ်ဗန္ဒာရေးနှစ်အတွက်အရေးကြီးသောအပြောင်းလဲများဖြစ်ပါသည်အခွန်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ပုံမတိကျသော အကြံဉာဏ်များလိုအပ်ပါကကျွမ်းကျင်ပညာရှင်များနှင့်တိုင်ပင်ဆွေးနွေးရန်အကြံပြုအပ်ပါသည်